الحمد لله الحمد لله رب العالمين والعاقبة للمتقين والصلاة والسلام على رسوله محمد وعلى آله وأصحابه أجمعين အမဘလေးစားတဲ့မိတ်ဆွေသားချင်းများခင်ဗျာ ကျွန်တော်ထံကိုအဲ့ဒီတစုရောက်ရှိလာတဲ့၎င်းတို့ရောက်ရှိလာခြင်းအပေါ်မှာ ကျွန်တော်အနေနဲ့အများကြီးဝါသာပီတိဖြစ်မိရဲ့စုမုံတော်လည်းတောင်းပါတယ်ကျွန်တော်က ပညာရေးဌာနကဆိုတော့ပညာရေးအကြောင်းကိုပဲနည်းနည်းမမီရဲ့မညာမှာလာတဲ့လောက်ပြောပြမယ်လို့စိတ်ကူးမိတယ်ဒီကနေ့ကဘာပေါ်မှာကဘာမှာရှိတဲ့လူသားအလုံးကိုဥစွာပထမကျွန်တော်တို့လေးလာစမ်းစစ်ကြည့်မယ်ဆိုရင် ဒီလူသားအလုံးကိုဓမ္မဇတ်နဲ့အုပ်ချုပ်ထားတာကိုတွေ့ရအဲ့ဒီဓမ္မဇတ်အပေါ်မှာလိုက်နာကျင့်သုံးမှုမရှိဘူးဆိုရင်ဒုတိယအဆင့်အနေနဲ့အနာဇတ်အနာဇတ်နဲ့အုပ်ချုပ်တာကိုခံရမှာဖြစ်တယ်ဆိုတော့အနာဇတ်နဲ့အုပ်ချုပ်ထားတာကိုတွေ့ရကဘာမှာရှိတဲ့လူသားအလုံးဟာ ဓမ္မဇက်အပေါ်မှာအထူးကြိုးစားပြီးလိုင်းနာကျင့်ကြံအားထုတ်မယ်ဆိုရင်ကျွန်တော်ထင်တဲ့ကဘာမှာအကျဉ်းထောင်တော်လိုအပ်မယ်လို့ကျွန်တော်မထင်ဘူးလေးစားတဲ့သာသနာမိတ်ဆွေများခင်ဗျာပါဖြစ်လို့လဲဆိုတော့ဓမ္မဇက်မှာလူသားတွေရဲ့လိုင်းနာကျင့်သုံးမှု နဘဝနဌာနဇလုံးရဲ့အောင်မြင်မှုလမ်းညွန်ချက်တွေဟာပြတာထားပြီးဖြစ်တယ်။ဘယ်အရာဖြင့်ကျင့်သုံးမယ်ဆိုရင်အတဲဟာလမ်းမကိုရောက်မယ်။ဘယ်အရာကိုကျင့်သုံးမယ်ဆိုရင်အတဲဟာလမ်းမပေါ်မှာရှိမယ်ဆိုတဲ့လမ်းညွန်ချက်လေးတွေဟာဓမ္မဇ္ဇမပါရှိပြီးသားပဲဖြစ်တယ်။ဒါကြောင့် ဒီဓမ္မဇက်အပေါ်မှာကြိုးပမ်းအားထုတ်မယ်ဆိုရင်ဒါအချိန်ကိုပေးရတနည်းပြောရရင်ပညာပေါ့ဒီကနေ့ကဘာအပေါ်မှာဒီပညာရေးဟာနံပါတ်1ဦးစားပေးတဲ့အနေနဲ့ကဘာလူသားတွေဟာကြိုးပမ်းအားထုတ်နေကြတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ မိတ်ဆွေသားချင်းအားလုံးကိုကျွန်တော်အနေနဲ့အကြံပြုလိုတာကမနက်ကနေညနေအထိမမီးရဲ့စီးပွားရေးကျိုးပန်းတယ်လို့ဒီထက်မကပညာရေးနဲ့ပတ်သက်ပြီးကျိုးပန်းစေခြင်း ਨੇ ဒီပညာရေးကျိုးပန်းမှုဟာ ကျွန်တော်တို့အထဲမှာပညာရေးချင်းရှိလာပြီဆိုရင် ျွန်တော်တို့ပြောဆိုမှုမှအစအစစအရာရာမှာအာလုံးနဲ့တဟဇာတဖြစ်အောင် ပြောဆိုဆက်ဆံလို့တတ်လာမယ်။ရိုင်းပြမှုတွေအာလုံးဟာဝေးကွာလာမယ်။ဆဲဆူမှုတွေဟာပပျောက်လာမယ်။ရိုင်းဆိုင်မှုတွေဟာ ကျွန်တော်တို့ထဲရနေပပျောက်လာ။ အဲ့တော့ဒီပညာရေးကိုကျွန်တော်တို့ကဥထိတ်မထားဘူးဆိုရင်အဲ့တော့ပညာရေးလမ်းညွှန်မှုဟာ ကျွန်တော်တို့အနောက်မှာထားရခဲ့တဲ့အခါကျတော့ကျွန်တော်တို့အုံနောက်နဲ့ထင်ရမြင်ရကိုတွေးတော်ပြီးရိုင်းချင် ရိုင်းနေတယ်ဆဲချင်ဆဲနေတယ်ပုံစံအမျိုးမျိုးဖြစ်နေကြဒီပညာအရေးချင်းရှိမဲ့ဆိုရင်အိမ်တိုင်မှာမိဘနှစ်ပါးရှိတယ် ငယ်ရွယ်စဉ်အခါမှာမိဘနှစ်ပါးကစိုးဆုံးမှတာဒီကိုမသွားနဲ့ဒီကလေးရမသွားဘူးဒီမလာနဲ့မလာဘူးအကယ်၍အဲ့ဒီကလေးရကြီးပြင်းလာတဲ့အခါမှာသူ့အနေနဲ့တဏှာရာကိုရောက်နေလို့သူ့ရဲ့ธรรมမိဘဆိုတာရှိမှာမဟုတ်အဲ့တော့မိဘကအနာမှမရှိတဲ့အခါကျတော့ ဒီကိုမလာနဲ့ဒီကိုမသွားနဲ့ဒါမလုံနဲ့ဒါမစားနဲ့စသဖြင့်ဒီတွန်တင်ဆုံးမမှုဟာ မမိရဲ့ပညာပဲဖြစ်ဒါကြောင့်ကဘာတစ်ခုလုံးကိုကျွန်တော်တို့လူသားတွေထက်အလ္လာဟုအရှင်မြတ်တခင်ဖန်ဆင်းလိုက်တဲ့အဖန်ဆင်းကံတွေအထဲထဲမှာအလွန်ကြီးမားတဲ့အဖန်ဆင်းကံတွေရှိဥပမာဆင်းနေရှိတယ် သူတို့ရဲ့အကောင်အားဆိုလို့ရှိရင်အာရင်လည်းကြီးမားတယ်ငက်တဒဝါတွေရှိတယ်သူတို့ဆိုလေပေါ်ပြနိုင်တဲ့အရေးချင်းတွေရှိတယ်မွေတဒဝါတွေရှိတယ်သူတို့ထဲမှာဆိုရင်အစိတ်တောက်ရှိတဲ့အရေးချင်းတွေရှိအဲ့တော့ကျွန်တော်တို့လူသားတွေမှာဘာအရေးချင်းရှိလဲဘာအရေးချင်းမှမရှိ ရှိတဲ့အရေးချင်းကဒီကနေ့ကဘာတစ်ခုလုံးကိုဒီလူသားဟာ စိုးမိုးအုပ်ချုပ်နေတာနံပါတ်၁ပညာရေးပဲဖြစ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအစ္စလာမ်ဘာသာရေးစာသင်ကျောင်းစတဲ့ဘာသာရေးဌာနတွေရှိတဲ့ကျောင်းမန္တမအားလုံးဟာဒီထဲမှာအသေးစိတ်ပြန်လေ့လာလိုက်မယ်ဆိုရင်လူသားတယောက်ဟာလိမ္မာရေးချရှိလာဖို့အတွက် လူလောကမှာလူနေမှုစနစ်ကိုနားလဲသဘောပေါက်ဖို့အတွက်နောင်တမလွန်ဘဝမှာအောင်မြင်မှုရဖို့အတွက်လူဘဝရဲ့တကယ်ပြည့်ပြည့်စုံတဲ့ပညာရက်တွေဘာသာရေးပညာတရားဒီထဲမှာပဲရှိဆိုတော့ဒီထဲမှာကျွန်တော်တို့ဟာတအားသွေးကြိုးပမ်းဖို့လိုအပ်တယ်အားပေးကူညီဖို့လိုအပ်တယ်ဒီပညာရေးစနစ် မြန်မာလာတဲ့ကာလပတ်လုံးကျွန်တော်တို့နိုင်ငံကြီးဟာလဲတိုးတက်လာမယ်အချင်းချင်းချစ်ခင်မှုတွေကလည်းဝင်လာမယ်အဲ့တော့ဒီပညာရှိမယ်ဆိုလို့ရှိရင်ကျမ်းမြတ်ကုရ်အန်ကအလ္လာဟ်ကမိတ်တယ်ဝလ်ကာဇီမင်းအလ်ဂိုင်းဒေါသကို ချုပ်သီးပါလူတယောက်ကတဖက်တနေရာကနေပညာမဲ့လို့သူကမတရားဆင်းတယ်မတရားပြောတယ်မခနိုင်အောင်ပြောတယ် သို့တော့ပညာကတတိပေးတယ်နဲ့ပြမပြောနဲ့တစ်ဖက်ကမိရတအားတောင်းနေတယ်။နေရဒေါတာကိုချုပ်သီးလိုက်နေဒေါတာထွက်ချင်းနေတယ်သို့တော့ချုပ်သီးထားလိုက်ဒါနေရအောင်မြင်မှုပဲ။ဝလ်ကာဇ်ဝီမီနလ်ဂိုင်းဝလ်အာဖီနာအနန်နတ်စ်ဂဘာမာရှိတဲ့လူသားအလုံးကိုခွင်လွန်တတ်တဲ့နှလုံးသားပိုင်ရှင်ဖြစ်အောင်အသင် ဘဝမှာစူးစမ်းလိုက်ဘယ်သူကိုပဲဖြစ်ဖြစ်မြည်သည့်လူသားဆိုရင်လူလိုမြင်ပြီးအဲ့ဒီလူသားမှာပြောခွက်ဟာခွက်ဆိုတာရှိမယ်ချူရင်းချက်တွေရှိမယ်အဲ့တော့ဝလ်အာဖီနာအနန်နာစ်ဒီလူသားတွေကိုခွဲလွတ်တတ်တဲ့နှလုံးသားပိုင်ရှင်လေးဖြစ်ဖို့စူးစမ်းလိုက် အကောသာဆိုတော့မိတ်ဆွေသားချင်းများခင်ဗျာကျွန်တော်အနေနဲ့နေကုန်းကျုပ်တင်ပြလိုတာကဒီပညာရေးစနစ်ကိုကျွန်တော်တို့နိုင်ငံမှာလူမျိုးမရွေးဘာသာမရွေးအထူးတလည်းအချိန်ထုတ်ပြီးစူးစမ်းအားထုတ်ပေးကြပါလို့တိုက်တွန်းရင်းနဲ့ ကျွန်တော်နေကုန်းချုပ်ပါတယ်ဝါမာအလိုင်းနယ်လဘလာ မလူလာအတောက်ဖြတ်လိုက်ရမှာ